တို့ညာ YouTube Channel ကိုအားပေးကြည့်ရှုနေကြသူများအားလုံးကို မင်္ဂလာပါလို့ကျွန်တော်ဖုံးမြတ်ထင်မှနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာကျွန်တော်တို့ဒီရက်ပိုင်းမှာတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာတဘာဝဘေးရန်တွေတခုဖြစ်တဲ့ငလျင်လှုပ်ခတ်သွားခဲ့ရပေါ့လေကျွန်တော်တို့အားလုံးလည်းအားလုံးနဲ့အတူပေါ့လေအော်များစွာစိတ်ဝင်ကောင်းဖြစ်ရပါတယ်သို့တော်လည်းကျွန်တော်တို့ ဒီအဆုံးသက်တိုက်ပွဲမှာနိုင်ရာကနေပါဝင်နေကြတာဖြစ်တဲ့အတွက်ရက်နေလို့မရပါဘူးတို့တွေကြောင့်စိတ်မကောင်းတော့လဲကျွန်တော်တို့လုံးဆရာရှိတာများကိုအားလုံးနဲ့အတူဝိုင်းပြီးတော့ဆက်လက်လှုပ်ဆောင်သွားကြရမှာပဲဖြစ်ပါတယ်ခင်ဗျာတို့တွေကြောင့်ကျွန်တော်တို့ကတော့အသက်ရှင်ကြံရည်နေသူတွေဖြစ်တဲ့အတွက်ကိုနိုင်ရာကနေပြီးတော့ဆက်လက်လှုပ်ဆောင်သွားကြပါစို့လို့တိုက်တွန်းရင်းဆရာမင်းရှင်ဤမေဘူးကတက်လေရဲ့ဆိုတဲ့ဝိတ္ထုစာအုပ်ကို အပိုင်းငါးအနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူလိုက်ပါနားဆင်ခံစားကြည့်တော်မူကြပါဦးခင်ဗျာနင်းဒီဂီတကအနှဲငယ်ညီငွေတလလိုရှိလာသည်နှင့်ဇန်တရားမှထလိုက်မိလေသည်တမနခင်အတွက်ဒီများလောက်လေ့ကျင့်လင်းတော်သင့်ပေပြီအမှန်မှတော့ဘယ်အလိုမျိုးမဆိုစိတ်ကမဝင်စားလင်ညီမြပင်ကြားစေကားမူအကျိုးရှိလိမ့်မည်မဟုတ်နှင်းအဖို့လဲထိုနည်းအတူပင်သူသည်ဇန်တရားတွင်ထိုင်၍ ဇန်တရားခလုံများကိုသေးသွဲသောလက်ချောင်းကလေးများဖြင့်သွက်လက်လင်မြန်စွာတီးလျက်ရှိတော်လဲသူ့အာယုံမှာကအခြားတနေရာတွင်ကျက်စားလျက်ရှိလေသည်ဒီကနေ့ဒီချိန်လောက်ဆိုရင်ကိုသိန်းအောင်တယောက်တော့ကျောင်း၌စာမွေးပွဲဖြေနေပေလိမ့်မည်ချောချောမောမောလွယ်ကူစွာပင်ဖြေနိုင်လိမ့်မည်လားဒို့ရီမဟုတ်မဖြေနိုင်ပဲထိုင်မှိုင်းနေလိမ့်မလားလေအိုးသူဖြေနိုင်မှာပါပဲဖြေနိုင်ပါစေဖြေနိုင်ပါစေရှင် နင်းဤစေတော်တေကအချိန်မရွေးကိုသိမ်းအောင်ထံသို့ပင်ရောက်လျက်ရှိလေသည်။တခြင်းဆို၍ဇန်တရားတိနေမိသည့်အကြာကလည်းကိုသိမ်းအောင် ကိုသိမ်းအောင်ကိုသာ မစီမဆိုင်စဉ်စားနေမိသည်။သူ့အတွက်စိတ်ပူမိသည်။သူ့အစာရင်လေးမိသည်။ကိုယ်တိုင်အောင်ဤဒီကြီးရိုးသားသောအသွင်ကိုဆောင်လျက်ရှိသည့်မှုန်ကုတ်ကုတ်မျက်နှာသည်ပြောင်းလဲသောဇန်ရယာပြင်များပေါ်များတွင်အရိတ်ထင်၍ထင်၍လာလေသည် ထိုအခါတွင်မနေ့ကကိုသိန်းအောင်သူ့အားနှုတ်မဆက်အကြောင်းမကြားပဲလစ်ပြေးပုံတို့ကိုပြန်လဲသတိရမိရင်းကဒီနေ့လူစားမျိုးပါလိမ့်ဟုထိုလူကားစားကြီးအကြောင်းကိုသာသိလိုစိတ်များပေါ်ပေါက်လာမိပြန်လေသည် သူစိတ်ကိုယ်တို့သည်ဒီနေ့ရတွင် အတ္တိကြငြိမ်မနေနိုင်ပဲရှေ့သို့ခုံလိုက် နောက်သို့ဆွတ်လိုက်နှင့်ခုံပေါက်လှုပ်ရှားနေတတ်စမြဲဖြစ်သည့်အတိုင်းကိုသိန်းအောင်နှင့်စတင်ဆောင်စည်းမိကြသောဘိုင်းစကုတ်ကြည့်သည့်နေ့သို့တဖန်ရောက်သွားပြန်လေသည် တို့ရတွင်ထိုနေ့ကအဖြစ်ပြတိုင်းကိုလည်းသူသတိမရတော့ကိုအာယုံစိုက်မိသည့်အကြောင်းရာတွေတော့ကိုသာကွက်၍သတိရမိတော့သည်ဘိုင်းစကုတ်ကြည့်နေကြစဉ်သူ့လက်ကလေးပေါ်သို့ကိုသိန်းအောင် လက်မတိမသားရောက်ရှိလာပုံမှာယခုပင်လျင်ရင်ဟာတော့မလိုလိုဖြစ်နေမိသည်သူဓမင်တကာတင်လိုက်တာများလားအိုးဟိုတုန်းကတော့သူအတုံအနာအတန်ကြီးနဲ့တောင်းပန်ရှာသားပဲတမင်တကာတင်တာတော့ဟုတ်လိမ့်မယ်မထင်ပါဘူးလေ အဲ့ဒီတော့ကသူလေးငါ့လိုပဲရင်ထဲမှာပြမျိုးကြီးဖြစ်သွားမလားမဆိုနိုင်ဘူးဖြစ်သွားမှာပါပဲဖြစ်သွားလို့သာသူ့အတန်ကြီးတုံနေတာပေါ့နင်ဤစေကုရောသည်လေယုကလေးကဲ့သို့သာဝိကျင်ရာသို့ဝိပြေကျင်ရာသို့ပြေး၍နေလေသည်သို့သောဘဲခါတွင်မစုံကိုသိအောင်ဒီဟုသောဥဒရိုင်းနိုင်ရန်ကြီးနှင့်သာဝင်တိုးသည်ရှိဖြစ်လေ၏ဘာကြောင့်ငါသူ့ကိုဒီလောက်တောင်ကူးဆိုင်နေမိတာလဲ ဟုတ်သူကိုယ်သူမေးကြည့်စစ်ဆေးကြည့်တို့ရတဲ့တိကြသောအဖြေကထွက်ပေါ်၍မလားသူဟာသူလည်းအဖြေရှာစဉ်းစား၍မရာသူကိုသိန်းအောင်အားဤကဲ့သို့ဂရုစိုက်စဉ်းစားတွေ့တော်နေမိခဲ့သည်မှာရေဒီယိုမှတခြင်းတန်ကိုကြားမိကြတဲ့ကပင်ဖြစ်လိမ့်မည်ဟု၍ကအမှတ်ရနေမိတော့၏အမှန်မှတော့နှင်းဤကဲ့သို့သိန်းအောင်အကြောင်းတွေကိုစဉ်းစားနေမိသည်မှာလဲဘာမျှပင်မကြသေးပေယခင်ကဆိုလျင်ဒါမျိုးတွေကိုသူလုံးဝမစဉ်းစားစားဖို့တောက်ဖို့ ်ယောဘုဇန်တရားတီးဖို့တချင်းဆိုဖို့လောက်ကောသာသူကယူဆိုင်ခဲ့သည် မကြသေးမီအတွင်းကတော့သူကိုယ်သူတမျိုးတဖုံပြောင်းလဲလာသည်ဟုနားလည်ခဲ့လေသည်ဘယ်လိုမှမသိအဆအဆရာရာတိတိသာသာကြီးပင် ပြောင်းလဲခဲ့လေသည်မန်ကိုယခင်ထက်ဘုံမကြည့်ခြင်းလာတော့သည်ကိုကိုကိုယခင်ကထက်ဘုံမကယူဆိုင်လာမိသည်လှပခြင်းသောစိတ်ဖြင့်ပြုတ်ပြုတ်ပြင်းပြင်းတတ်တတ်ရရနေခြင်းလာတော့သည် အထူးသဖြင့်ယောက်ျားတွေကဂယုဆိုင်စရာအဖြစ်သဘောပိုက်စပြုခဲ့သည်ယောက်ျားတွေရှေ့ဆိုလျင်အတော်အတန်ဟန်လှုပ်လာမိသည်ယောက်ျားတွေရှေ့လန်တလာရသည်ပင်တမျိုးအရသာတွေ့လာခဲ့သည်သူတို့ကဂယုဆိုင်ကြည့်သည်ကိုတွေ့ရလျင်ပီတိဖြာမိသည်အိမ်တို့ယောက်ျားဧည့်သည်တူဦးလာလျင်မတိမသားချောင်းမြောင်ကြည့်ရှုကျင်လာသည်သူတို့ကိုကိုယ်တိုင်ကိုယ်ကျဧကံပြုစုရလျင်တမျိုးကျေနပ်မိသေးသည် သူတို့တွေအကြောင်းကိုယင်းဒီသူတူဦးနှင့်ဒိုင်မင်းနှင်းတို့ပြောဆိုရသည်မှာလဲအရသာတမျိုးပင်ဤကဲ့သို့ကလေးစိတ်ကလေးများပျောက်ဆပြွ့၍အပြိုစိတ်ကလေးတွေခက်လက်ဝေစာလာသောချိန်မျိုးတွင် ရေဒီယိုမှတက္ကသိုလ်မောင်သိန်းအောင်ဤသချင်းများကိုနားထောင်မိရင်ထိုတက္ကသိုလ်သိန်းအောင်ဆိုသူကိုပင်အမည်မတတ်နိုင်သောတန်ရောစဉ်တမျိုးဖြင့်ညှိတွေစပြုလာခဲ့မိတော်၏လူကိုတခါမျှမမြင်ဘူးတော်လဲသချင်းသားနှင့်ပင်ပုံမှန်တရံကိုမှန်းဆကြည့်ခဲ့ဘူးလေသည် ယခုမူကားသချင်းတန်ဖြင့်မှန်စကြီးညိုခဲ့ဘူးသော ထိုကိုသိန်းအောင်ဆိုသူအားကိုရိုင်းကိုကြရင်းနှီးစွာမိတ်ဆွေဖြစ်ခဲ့ရလေပြီနှစ်ယောက်သားဘိုင်းစကုပ်ပင် အတူရှင်တွဲ၍ကြည့်ခဲ့ရလေပြီအိမ်တို့တစ်ခေါက်အလဲအပတ်လာသဖြင့်လဲမိမိကိုရိုင်းအခန်းကျွေးမွေးပြုစုလိုက်ရဘူးလေပြီနင်းဒီကိုသိန်းအောင်အကြောင်းတွေကိုစဉ်းစားရင်းနှင်းပင်တိတ်ဆိတ်ငြိမ်သက်လျက်ရှိသော မခင်ဆွေဤအခန်းထဲသို့တဖြည်းဖြည်းရှောက်ခဲ့မိလေ၏ ဂရင်စီတို့လှမ်း၍ကြည်လိုက်မိရာတွင်ခွေခွေကလေးအိပ်ပြောလျက်ရှိသောမက်ခင်ဆွေကိုတွေ့လိုက်ရလေသည်ကျွန်တော်တို့တနေ့တနေ့ရသမျှနဲ့မြင်းကျွေးဖို့ပဲကလေးဝယ်ဖို့တောင်းမကမိပါဘူးဆရာရဲ့အခုတော့ငွေကြီးကလည်းရှားပါတဲ့ရှားပါလာပြီမော်တော်ကားတွေကလည်းနေရာတကာသူတို့ကြီးပဲဆရာလေးစဉ်းစားကြည့်လေမော်တော်ကားနဲ့လှည့်ဆိုတော့ဘယ်သူမှမဆိုမော်တော်ကားကိုပဲစီးကြတော့မှာပေါ့မြင်းခွာတန်တကောက်ကလဲပိန်းတန်တကြီးကြီးနဲ့ မောင်းနေလာရမရင်လဲဆရာက အားငယ်စွာညီညီညူညူပြောလိုက်ချင်းဖြစ်လေသူသည်တခါတခါတွင်လဲဗဇက်မညီညူယုံနဲ့အမရသေးပဲလက်ထဲမှကြိမ်လုံးဖြင့်ညင်ကိုရွှန်းကနေရွှန်းကနေနေအောင်ရိုက်နှက်တတ်သည်မြင့်ကလေးမှာအစာကုန်မှဝလင်အောင် စားရရှာဟန်မတူပဲနန်ယူငုံငောထွက်နေသောကြောင့်လူနှစ်ယောက်ပါသည့်လက်အင်ကိုပင် မနဲ့အားဆိုင်၍ယုံဆွဲနေရဟန်တူလေထို့ကဲ့သို့ တကလုံးချွေရွှဲရွှဲမဇ္ဈမအမြုပ်တစီစီနှင့်ကြိုးကြိုးစားစားယုံကန်နေရသည့်အကြာကကြော့ပြင်ပေါ်သို့ရွှန်ကနေရွှန်ကနေစူးရှနာကျင်စွာရိုက်လိုက်သောချိန်လုံးတံကိုခံရသောခါမြ၌ကကြောက်အလန်အားနှင့်ယုံရရှာပြန်သည်ဖြင့်ခြေများပင် ခောက်လဲမတက်ရှိရှာလေ၏။သိမ့်အောင်မှာကဝင်ငွေလက်မဖြောင့်ရှာသည်ဖြင့်နဘေးနာမထိုင်၍ညဉ့်ညူနေရှာသည့်မြင်လဲဆရာနှင့်တကွသူ၏မြင်ပင်ကလေးတို့၏ဒုက္ခကိုလုံးဝဂရုမစိုက်နိုင်။ ညမကြမီရင်ဆိုင်ရမည်အရေးကိုသာ တွေးမိရင်ရင်ထဲတွင် တထိတ်ထိတ်တုန်လှုပ်နေလေ၏ချောချောမမောနှင့်ပဲဝန်တာရမည်လားခါကားတီးတီးမှုစိတ်ပြည့်ရမည်လားရဲ့ရဲ့ဆက်ဆက်မှုရှက်ရမည်လားတွေးရင်တွေးရင် မခင်ဆွေဤမျက်နာကိုသာမြင်အောင်လာမိတော့ကဦးသူလဲငါ့ဘုံမှာအနေချင်းတော့စိတ်ညစ်မှာပါပဲဟုတ်စိတ်ပြေရလေတော့ဤတနေ့ကနေနေ့ဖြစ်လေသည် ဗုဒ္ဓဦးနေကအစာဖြင့်အရေးဆိုခဲ့တဲ့အတိုင်းဒီကနေ့မက္ခင်ဆွေထံမှဆုံးဖြတ်ချက်ကိုသိရတော်မူနေဖြစ်သည်မက္ခင်ဆွေထံအရေးဆွင့်၍စာပေးခဲ့မိသည့်နေ့မှစ၍ဒီနေ့တို့ဆက်ရောက်ရန်ကိုသာနေ့စဉ်လက်ချိုးရေးတွက်ခဲ့ရ၏ထိုတော်တွင်ရများတွင်အင်္ဂလိပ်ပါဠိနှင့်မြန်မာဘာသာများကိုတစ်ခုပြီးတစ်ခုဖြည့်ဆွယ်ခဲ့ရသည် ာမှုပဲဖြေဆိုရန်ရက်သို့ဆက်၍သာဖြေဆိုခဲ့ရတော်လဲဇာကုမူဟုတ်သည့်ပတ္တိမကြက်ခဲ့မီဇာမှုပဲမပြေမီတညာ၌ဟိုလန်ဒီလန်ရွေးချယ်ကြည်လိုက်ယုံမြနှင့်ပင်ဇာမှုပဲကန်းသို့ဝင်ထိုင်ခဲ့ခြင်းဖြစ်လေသည်ဒီလိုဂယုတစိုက်မရှိခဲ့တော်လဲအင်္ဂလိပ်နှင့်မြန်မာဘာသာတို့ကမူကျေနပ်လောက်အောင်ပင်ဖြေဆိုနိုင်ခဲ့လေသည်တို့ရာတွင်ပါဠိဘာသာတစ်ခုကိုတော့စာကြောင်းသုံးကြောင်းမြပြည့်အောင်ပင် မရေနိုင်ခဲ့ပြီသောနေမင်းသူမျော်လင့်ဆောင်ဆိုင်ခဲ့သောတနင်္ဂနွေနေ့သို့ဆိုက်ရောက်ခဲ့ရ၏ ထိုနေ့ကနန်းနဲ့အစောကြီးအိယာမမထာဇဘူးထနေမိတော့ကြောင့်ညာအေးကပင်ဟိကောညာကအဲ့လိုမှပြောရဲလာကွာသိအစွဲလန်းကြီးတဲ့မောင်ပဲဟုတ်အိယာရဲမှနေ၍အချင်းမူရအတန်ကြီးနဲ့လောင်ပြောင်လိုက်သည်အမှန်မှာမကင်ဆွေစီသွားဖို့အရေးမှဒေါ်လန်ရဲ့အခါတမယကခက်ခဲလာတော့တိုက်ပွဲတစ်ခုအတွက်အသက်တထိတ်ထိတ်နဲ့စီမံပြင်ဆင်ရသည်ထက်သိုးဝါနေပေသေးသည်နေ့စဉ်ဤနေ့ဤရက်ကိုရင်တမမဆောင်စားလာခဲ့သည်နှင့်အမျှ အင်းရေဝေစားလဲ၍ထွက်တော်မြေကြံစီကာမပင်မခင်ဆွေနှင့်မြန်ချင်းဆိုင်ရမည်အရေးကိုတွေ့တော်ကြောက်ရွံ့နေမိပြန်တော်သည်ဟေးကောင်ကြီးသာကန်ဒီဘာငိုင်းနေတာတော့ကွာမင်းဟာကကြီးစားသွားတွေ့မဲ့လူနဲ့မတူဘူးအမှုသွားရင်ဆိုင်ရမယ်တရားခံကြနေတာပဲကွာအေးကွာတကယ်သွားဖို့ကြတော့ငါမသွားရဘူးကွာဒီမျက်နှာကြီးရင်ဆိုင်ရမှာရှက်เสียဩခက်ပါပြီအရေးတဲ့အမေရှက်တော့မူနေရပြန်ပြီကွာကဲကဲ မြမယ်မဆုံးဖြတ်နိုင်ရင်ဟောဒီဟာနဲ့ဆုံးဖြတ်ပေးမယ်ကွာဟုတ်ပြောပြောဆိုဆိုမြအေးကသူ့အန်ဆွဲရမငွေတင်ကားတပြားကိုထုတ်ယူလိုက်ရကဟောဒီတင်ကားကိုငါလှည့်မယ်ခေါင်းကြရင်မြဟမာကြီးစီသွားရမယ်သိလားအဲပန်းကြရင်တော့မသွားပဲနေရင်နေကွာအကဲလက်ပြီးကြည့်နေနော်မြအေးလက်လိုက်သောငွေတင်ကားကလေးမှာဇပွဲပေါ်တွင်မှွန့်နေအောင်လဲနေတော့ဤ လင်္ကာကလေးအရှိန်မသိမီမြအေးကလက်ဝါနဲ့အုပ်ဖိထားလိုက်တော့ခန္ဓာကသိမ့်အောင်မှာစိတ်ထဲကကောင်းကြပါစေကောင်းကြပါစေဟူပင်ဆွတောင်းနေမိသေးဟဲ့ဟာဖွေရကောင်းကြတယ်ဟေးကောင်းကောင်းကမိကံပဲဟေးဒီတင်းကားလေးကတော့မင်းကိုသွားစေချင်ပြီပဲကဲရောက်မင်းဘာမှစဉ်းစားမနေတော့ကွာမင်းဟာမကြီးစီသွားတာသွားပြီတော့ဟေးကောင်းဟိုင်ဟိုမြအေးက အရှင်မူရဝသံဖြင့်ပြောလိုက်ရတွင်ကသိအောင်အဖို့ဇောဇောကတွားရန်ဝင်လေသလိုလိုဖြစ်ခဲ့သည့်ကြောက်ရွံ့စိတ်များဖြင့်ရောက်ပြက်သွားလေသည်တို့နှင့်မြေနေကုန်းတို့ဗစကားစီကမြေနေကုန်းကားစိတ်မှတဆင့်ရွှေကုန်းတိုင်းလမ်းတိုင်းမြင်းလဲစီး၍လာခဲ့ခြင်းဖြစ်၏သူစီလာမိသောမြင်းလဲမှလည်းသူကလွဲ၍အခြားလူတယောက်မှမရသည်ဖြင့်တလန်းလုံးလောလောပင်မြင်းလဲစရာဤစိတ်ပြည့်ညဉ့်ညူတံကိုနာခံရင်းလိုက်ပါလာရလေ၏ ထိုနေ့နိုင်နဲ့တွင်မှအစရာတခွင်လုံးမှလည်းမိုးသားမြူတိန်ကင်းစင်လျက်အထုသားရာထွန်းပလျက်ရှိလေသည် လမ်းမကြီးပေါ်၌ကအရွယ်ရောက်သောလူကြီးအချို့မှကလေးတွေနှင့်အတူယောဂါစွန့်လွှတ်လျက်ရှိကြလေသည်တိမ်အောင်မှအစင်မပြေမှုများကိုဂယုမဆိုင်ပဲမနေတတ်သူပီပီထိုစွန့်လွှတ်လျက်ရှိကြသော အချိန်ဖြုံးသမားအချို့ကိုတော့လှမ်း၍အကဲခတ်လိုက်မိသေးသည်လုံကြီးဒူးပေါ်အောင်ဝေရင်စွန့်ပြက်ကိုလိုက်ဖမ်းရန်ဒုတ်တကန်ကန်နှင့်ပြည်သူကပြေး မော်တော်ကလမ်းမကြီးပေါ်တွင်ဆွင်ဖြတ်သူကဖြတ်နှင့်အခြားအဖိုးထိုက်တန်သောအလုံများကိုလုကန်ရမည်အချိန်မျိုးတွင်လမ်းမပေါ်၌လာရောက်အချိန်ပြုံးလျက်ရှိကြသည်ထိုလူတစုကိုကြည်ရင်အနှဲငယ်စိတ်ပြတ်သွားမည်သည်ဆရာလေးဒီမှာပဲဆင်းပါလားဗဟန်းစိတ်ထီလိုက်ပါလားရုတ်တရက်မြင်လဲဆရာကမိလဲသောအခါတွင်မှရွှေကုံတိုင်းအထက်လမ်းနှင့်ဗဟန်းစိတ်လံကွယ်နာသို့ရောက်ရှိနေကြောင်းသတိပြုလိုက်မိသောကြောင့်ဩရွှေကုံတိုင်းလမ်းထိပ်နားထီအောင်တစိတ်လိုက်ပို့ပေးပါဗျာပိုက်ဆံပို့ပေးပါမယ်ဗျာ ို့တောင်းပန်လိုက်ရ၏မြင်လေလေတရွေ့ရွေ့နှင့်ပင်ဆက်လက်မောင်းနှင်ခဲ့လေရာမကြမီဥပါဘွားဟုဆိုင်းပုတ်ချိန်ထားသောခြံကြီးတစ်ခုအရှိတို့ဆိုက်ရောက်လာလေတော့သည်အေးရောက်ပါပြီရော့ရော့ဘယ်တော့ပြေးရမလဲလိန်အောင်လဲမြင်းလဲဘော်ကခုံစင်လိုက်ပြီးမြင်းလဲကထုတ်ပေးရန်အိတ်ထက်လက်နိုင်ရင်မေးလိုက်မိသည်မြင်းလဲဆရာမနဖူးပြင်းကြီးအတွင်တွင်ဖြစ်သွားအောင်ရှုံးမဲ့လိုက်ရင်ကသုံးမှုပဲပြေးပါတော့ဆရာလေးရဲ့ကျွတ်တော့မတော့ပိုက်ဆံကလေးသုံးမှုအတွက်နဲ့လဲ လူမောမြင်မောခံပြီးလိုက်ကြရတော့တာပါပဲဒီလုံများတော့စိတ်ပြက်ပါဗျာခက်မြန်မြန်မြင်ရော်လှဲရော်ရောင်းစားလိုက်ပြီးအယောင်ဝဲအလုတ်ကလေးတစ်ခုခုလှုပ်စားရတာပဲဟန်လိုက်မယ်ထင်ပါတယ်ဆရာရဲ့ဟုတ်ညင်ညင်ညူညူပြန်ပြောတော့ကြောင့်တိန်အောင်မှာကျင်းနဲ့စွာပြုံးလိုက်မိရာကကဲကဲဆရာကြီးရော့ငွေတကြက်ပို့သူများကိုကျွန်တော်ကမြစ်တာနဲ့ထောက်ပံ့နေပဲသဘောထားလိုက်ပါတော့ဟုတ်လားထိုခါကျမှမြင်လဲဆရာမဝန်တာအာရပြုံးပေါ်ရာပြည်လင်းတိန်အောင်ထုတ်ပေးသည့်ငွေဆက်ကိုကိုလန့်ယူလိုက်ရာက သာဓုဆရာလေးရဲ့သာဓုကြံနိုင်အောင်လို့ဆောင်းနိုင်မြောက်ပါစေဗျာခုဆွေတောင်းပတနာပြုတ်လျက်ရှိတော်ကြောင့်တင်အောင်ပါလဲမိတဲ့ဆုနေပြေပါစေခုစိတ်ထဲ၌ကြဲ့၍ရေရွတ်လိုက်မိပြီလင်ခြံကြီးတဲ့သို့ဝင်သွားမိတော့သည်ဟာကိုသိန်းအောင်ကြီးပါလားကြည်စံနှင်းကဒီကနေ့ဒီနေ့ကနေ့မို့လို့ကိုသိန်းအောင်တယောက်တော့လာလိမ်မှာပဲလို့အခုလေးတင်တွေ့နေမိတာကိုသိန်းအောင်တော့အသက်ရှည်ဦးမှာပဲ ကုန်မြင်ကလေးပေါ်သို့တက်လာခဲ့ရမှအင်ကြီးအနည်းသို့ရောက်ခါနေတွင်နှင်းကစီး၍နှုတ်ဆက်လိုက်ခြင်းဖြစ်လေသည်နှင်းမှာကိုသိန်းအောင်လာမည်ကိုအတက်တည်ပြီးဖြစ်သည်ဖြင့်စီးကျိုနေလေရောသလားမသိအပြာရောင်လက်တို့အင်ကြီးကလေးကိုဝှက်ကလုံကြီးမှလည်းအပြာနှုတ်ရောင်ပိုးတွင်လုံကြီးကလေးဖြစ်သည်ဖြင့်ကြည်လင်ပြလေသောကောင်းကင်ရောင်နှင့်အယောင်ချင်းဟက်ကကြည့်ရှုတင့်တယ်လာပေသည်သပင်ကိုလည်းနောက်တွဲထုံထားပြန်ရာအသက်20ရွယ်အပြိုကြီးဖားဖားနှင့်မချားရှိတော်သည်ကဲကဲ အိမ်ထဲဝင်ရအောင်ဖီဖီရောကိုကြီးရောအလုပ်အားလို့အိမ်မှာပဲရှိကြတယ်ကိုသိန်းအောင်ထမင်းမစားခဲ့ရသေးဘူးနော်မြင့်မာကရရည်လွတ်ပြောဆိုရင်သိန်းအောင်ကိုအိမ်ထဲသို့ခေါ်သွားလေသိန်းအောင်မှာထမင်းစားခဲ့ပြီးပါပြီခုဖြစ်လဲရတော့လဲစိတ်ထက်တွင်ကမခင်ဆွေကောသာအမြန်ဆုံးတွေ့ကျင်နေတော့ဤထို့ကြောင့်အိမ်ထဲရောက်၍အေကန်းတွင်ထိုင်ကြမည်အပြုတွင်ဩဒါနဲ့အမကြီးတယောက်ကိုနှင်းခုမေးလိုက်မိလေဤ ိုးဟုတ်သားပဲမမဆွေပြန်သွားတာကိုတောင်မပြောမိသေးဘူးတောက်ကြံလေးကလက်ပန်းကိုကြောင်းမဖွင့်ခင်ခဏပြန်လိုက်ဦးမယ်ဆိုပြီးရထားနဲ့ပြန်သွားတယ်မမဆွေကတော့ကိုသိန်းအောင်ကိုသတိရသားပဲနှုတ်ဆက်လိုက်ပါလို့တောင်မှာသွားတယ်သိန်းအောင်ကဆက်၍နားမထောင်လို့တော့ချီလေးငါးရက်လုံးလုံးအထင်ကြီးနဲ့မျောလင့်ဆောင်ဆိုင်ခဲ့သောနေ့သမွေဝဲကိုပင်ဂယုမဆိုင်အောင်လက်ချိုးရည်တွက်ခရသောနေ့ဒေါ်လန်ရေးတိုက်ပွဲတစ်ခုကိုဆင်နွှဲရန်ချစ်တဲ့ရသည့်ဗမာရင်တဲ့တထိတ်ထိတ်ဖြစ်စေသည့်နေ့ ဒီနေ့တွင်မှ ခဲလေသမျှသိရကြတော့သည်သိအောင်ဤအခန့်တဲ့၌ကမြာအေးနှင့်ကျောင်းသားတို့တို့မှသိအောင်ပြန်လာကိုဂျိုးဆိုရန်အတွက်စုဝေးလျက်ရှိကြ၏ထို့နေ့ကအာယုံမဂဇင်းတိုင်းမှအဲရီဒါကိုရဲထွင်နှင့်အင်ဂျင်နီယာရင်းကျောင်းသားကိုလတ်တော်တို့မှလည်းမြာအေးထံအလဲအပတ်ရောက်ရှိလာကြသဖြင့်မြာအေးစုယုံထားနေသောဂိုတင်မောင်ကိုတန်းထွန်းကိုနန်းဝေစသည်များနှင့်တပြော်တပါဝိုင်းခွဲစကားပြောလျက်ရှိကြလေသည် အလုံးကပင်တိမ်အောင်ကြောင့်ကိုဝိုင်းဝန်းမေးမြန်းကြသောကြောင့်မြအေးကလုံစိတ်ပတ်စိတ်ဖောက်တဲ့ချလိုက်ရတော့၏သို့ကြောင့်ယူကြောင့်အာကြောင့်တွေကိုမကြေမချမ်းပြောပြရင်မြအေးကဒီကနေ့သူ့ဟာမကြီးစီကအဖြေရမယ်နေပဲဗျာဒါကိုမသွားရဲပါဘူးရှက်တလေးဘာတလေးကြီးများနေလို့ကျွန်တော်ဖြင့်ဘာလို့ရမှတော့မသိဘူးဗျာနောက်မှကိုနှန်းဝေကျွန်တော်စီမှာအပ်ထားတဲ့ဟိုဒင်းကားတွေသတိရလို့ပေါ့ဗျို့ကိုလာကြီးကြီးရဲ့ဒင်းကားတွေလားဗျာနေပါဦး အဲ့ဒါနဲ့ဘာလုပ်လိုက်တယ်လဲဟုတ်ကိုနန်းဝေကစိတ်ဝင်စားစွာမေးလိုက်ရာရန်လူတွေအလုံးကလည်းသိကျင်သောဖြင့်နားစင်နေမိကြလေသည်ဒီကောင်ကြီးသွားပြပါစေဆိုပြီးကိုလာကြီးရဲ့ဒင်ကားတပြားနဲ့အနံယူလိုက်ရတာဗောဗျာခေါင်းကြရင်သူဟာမာကြီးစီသွားရမယ်ပန်းကြရင်မသွားနဲ့လို့လောင်းကြီးစားကြီးလွတ်ပြီးမြောက်ပန်းလှန်လိုက်ရတာဗောနေပါဦးခမရကခေါင်းဆိုတိုင်းခေါင်းကြအောင်လုပ်နိုင်လို့လားမြာအေးအေးစကားကိုမယုံကြည်နိုင်ဟန်ဖြင့်ကိုတင်မောင်ကမေးလိုက်ခြင်းဖြစ်၏ထိုကတွင်မှာ အကြောင်းသိဖြစ်သောကိုနန်းဝေကဒီမဲ့ကွန်ရာ၏ဒီလူတွေကိုလာကြည်ကြီးရဲ့ဒင်ကားတွေကြောင့်မသိကြသေးဘူးထင်တယ်ကိုလာကြည်ဒင်ကားတွေကြောင့်တော့မသိပါဘူးဗျာကိုလာကြည်အကြောင်းကပျောက်ချင်းမလားပျောက်သွားတာပဲသိပါတယ်ဟုတ်ကိုတန်ထွန်းကဝင်ပြောလိုက်သည်ဟုတ်တယ်ကိုလာကြီးတင်ကားကြောင်းသိကျင် ကိုလာကြီးအကြောင်းလဲပြောမပြလို့မဖြစ်ဘူးကဲကိုနန်းဝေဒီလူတွေကို ကိုလာကြည်ကြီးရဲ့ tragedy ကိုဖောက်တယ်ချလိုက်စမ်းပါဦးဗျာဟိုကောင်ကြီးကိုစောင့်နေတော့အချိန်လဲကုန်သွားအောင်ပေါ့မြာအေးကပွဲတောင်းလိုက်တော့ကြောင့်ကိုနန်းဝေကခင်ဗျားတို့ကိုလာကြည်အလောင်းစားဝါသနာပါတာကိုတော့သိကြမှာပေါ့ဟုတ်အားလုံးကိုလှမ်းမေးလိုက်ဟုတ်တယ်ဒီလူကတမျိုး မြင်းတို့ဖဲတို့လဲဝါသနာပါတာမဟုတ်ဘူးဂုံဂုံပြောမယ်ငွေနဲ့ကြည့်နေတခါမှလောင်းကစားဘူးတာမဟုတ်ဘူးသူကထူးထူးဆန်းဆန်းမဟုတ်တဲ့ရုပ်တွေကိုမှလောင်းကျင်ကစားကျင်တာဗျာ ကိုရဲထွက်ကဝင်ထောက်လိုက်ရတဲ့အင်ဂျင်နီယာရင်းမှကိုလာတော်ကပါဝင်၍တခါတော့ငါကြည့်ပါလားဗျာကျွန်တော်ကို SCR ကမင်းကလေးတွေရှိမယ်ဥကြောင်းကြောင်းဖြစ်သွားအောင်သူလောက်တာပေါ့ကိုရဲထွက်တို့ကိုတန်းထွန်းတို့မှတ်မိအောင်ပါပေါ့ဒီနေ့ကျွန်တော်တို့ SCR နာစုရက်နေကြတော့သူကကျွန်တော်ကို SCR ရှိတစ်ခေါက်လျှောက်ပြရဲပါမလားလို့မေးတယ်ဗျာကျွန်တော်ကလည်းကိုလန့်ကိုလျှောက်တာဘာလို့မလျှောက်ရဲရမှာလဲလောင်ကြီးစားကြီးလှုပ်ချင်သေးသလားလို့အလောင်းစားဝါသနာကြီးတဲ့လူမန်းတီလို့ပြောလိုက်မိတယ် ဒီတော့သူက စိန်လိုက်တယ်ရှုံးတဲ့လူကအလုံးကိုဘိုင်စကုတ်ပြကြီးလောင်းမတယ်နောက်ပြီးရိုးရိုးတောင်မလောင်ဘူးအစီအာရှိလျှောက်သွားလို့မိန်းကလေးတွေက ကျွန်တော်ကိုဝိုင်းရည်လိုက်ကြရင်ကျွန်တော်ကအရှုံးတယ်ဘာမှမဖြစ်ပဲပြန်လာနိုင်ရင်ကျွန်တော်ကိုအနိုင်ပေးမတယ်ပထမတော့ကျွန်တော်တို့တောင်ဒီလူဘာစိတ်ကူးရလို့ရှုံးမသိလျက်နဲ့ဒီလူလောင်းရပါလိမ့်မလဲလို့အံ့ဩမိကြသေးတယ်ဒါပေမဲ့နောက်ဆုံးမှာတော့ကျွန်တော်ကပဲအရှုံးပေးလိုက်ရတာပါပဲဗျာကျွန်တော်ဖြင့်အစီအာကဝိုင်းအရေခံလိုက်ရလို့ရှက်လက်ရှက် အလောင်းဆမို့ဒေါသလည်းမထွက်ရဲကုကရီနဲ့ကိုအလုံးကိုဘိုင်းစပုတ်ပြလိုက်ရတယ်ဗျို့ဒီအထက်သူကပြောသေးတယ်လောင်းကြီးစားကြီးဆိုတာညစ်ပတ်မှလိမ်မှရတာတဲ့ကြည့်ပါဦးဗျာဘယ်လောက်များညစ်ပတ်တယ်ဆိုတော့ကျွန်တော်အစီအရဘက်လမ်းလျှောက်မသွားခင်ကျွန်တော်နောက်ကျောင်းမှာစက်ကူရှည်ကြီးတခုမြောင်မိလုပ်ပြီးချိတ်ပေးလိုက်တာကိုကိုလာတော်အေးအဖြစ်အပျက်ကိုစိတ်ဝင်စားစွာ နားဆိုင်ထောင်လျက်ရှိသူများလဲဝါကနေပွက်ကြသွားကြ၏ထို့ကြောင့် ိုနန်းဝေကသူ့စကားသူပြန်ဆက်လေသည်မနစ်ကကိုလာကြည်တယောက်မက်ခင်ဝေမက်ခင်ဝေနဲ့တဝေတဲ့ဝေးနေတာမှတ်မိကြသေးရဲ့လားသူအဲ့ဒီမက်ခင်ဝေကိုမြင်မြင်ချင်းတိတ်ကြိုက်ပြစ်လိုက်တာပေါ့အဲတနေ့ကော်ရီဒါမှာမက်ခင်ဝေလျှောက်သွားတော့ဟော်ဒီကိုလာတော်ကြီးကလည်းအရင်တခါတပတ်ရိုက်ခံလိုက်ရကြတဲ့ကဂျက်ကောင်စောင့်နေသလားမသိဘူးကိုလာကြီးမက်ခင်ဝေကိုစကားပြောလို့ရမရလောင်းကျင်တယ်။လိုက်ပြောလို့ဟိုကရေရေပြုံးပြုံးပြန်ပြောရင်ကိုလာကြီးကအနိုင် ဟိုကဘူးမသိဘာမသိဥကြောင်ကြောင်ဖြစ်နေလို့ရှိရင်ကိုလာတော်ကအနိုင်ဆိုပြီးဘိုင်းစကုပ်ပြာရန်လောင်းကြပြန်ပါရောပြူကိုလာကြီးကလည်းစိတ်လိုက်တယ်ချက်ချင်းပါပဲငကြီးဝင်ဖို့ခြေလန်းကျဲကြီးတွေနဲ့မက်ခင်ဝေနောက်လိုက်သွားတော့တာပါပဲနောက်ပြီးကိုလူကဖြောင်းလို့ဖြူးလို့မက်ခင်ဝေကိုတားပြီးစကားတွေအကြကြီးပြောနေပါရောပြူမက်ခင်ဝေကလည်းပြုံးပြုံးကလေးတကယ်မိဟောင်းဆွေဟောင်းကြီးတွေကြလို့ ကိုလာတော်ကတော့ဒီလူနဲ့မက်ခင်ဝေးအစာကလေးကတီးပြီးသားထင်တယ်လို့မယုံသင်္ကာဖြစ်သွားသေးတယ်အတော်ကလေးကြာသွားတော့မှကိုလာကြီးကျွန်တော်တို့စီရင်ကော့ကော့လေမော့မော့နဲ့ပြန်လျှောက်လာပြီးကဲညင်ကြရဲ့မဟုတ်လားခုကန်ကောင်းနဲ့လာလောင်းလို့မိခဲကင်တာတဲ့ဆိုးတော့မပေါ်လို့ကြွလိုက်သေးတယ်နောက်ချက်ချင်းပဲသူကကိုလာတော်ကိုဝန်တာအားရဖက်လိုက်ပြီးဘာမှပူးမနေနဲ့တဲ့သူကပဲနိုင်တဲ့အနေနဲ့ဘိုင်းစကုတ်လေးပြထင်းမင်းလေးအဝကျွေးပါမယ်ကိုလာတော်ကျေးဇူးကိုလည်းဘယ်တော့မှမမေ့ပါဘူး သူ့မက်ခင်ဝေကိုကြိတ်ချစ်နေတာကြာလပြီဘယ်လိုမိဖွဲ့ရမန်းကိုမကြံတတ်လို့စိတ်ပြက်နေခဲ့တာအခုမှပဲဆွင်တော့တယ်ကုလသောကသာအခုလိုမဖန်တီးပေးရင်မက်ခင်ဝေကိုတော်တော်နဲ့သိရအောင်မှမဟုတ်ဘူးအခုတော့မက်ခင်ဝေကသူ့ဟောကိုလည်းလာလေပါနော်လမ်းတွေ့ရင်လည်းနှုတ်ဆက်ပါလို့ပြောလိုက်တဲ့သူပြောတာတွေမယုံနိုင်စရာတော့မရှိပါဘူးဗျာအဲ့ဒီတုန်းကသူ့ဘက်နဲ့များမိဖွဲ့တယ်သိလားတကယ်လဲတတ်နိုင်တဲ့လူသူ့အဖေကအเจ้าမှာသူ့အချစ်ဆုံးမိတ်ဆွေဥမောင်ကြီးရဲ့တမီးမက်ခင်ဝေဆိုတာရှိလျက် မင်းသူ့ကိုသွားတွေ့လိုက်ပါအစအစအရာရာကူညီဆောင်ရှောက်လိုက်ပါလို့မှားလိုက်လို့တဲ့ဒီကနေ့မက်ခင်ဝေကိုတငယ်ချင်းတွေကနိုရာမောင်ကြီးဆိုတာသူပဲလို့ပြောနေတာကြတော့မှသူ့ဖေပြောတဲ့ဥမောင်ကြီးသမီးဆိုတာသိရပြီလာနှုတ်ဆက်တာပါလို့သွားပြောတယ်ဗျာတော်တော်လေးအကြောင်းရရဲတဲ့လူပါပဲအဲ့ဒါလိုနဲ့ပဲကိုလာကြီးကြီးတယောက်မက်ခင်ဝေနဲ့တရွဲ့တွေဖြစ်လာကြတော့တာပေါ့ကျောင်းအားတဲ့ရက်တွေမှာဘိုင်းစကုတ်ခေါ်ထုတ်လို့ခေါ်ထုတ်ဈေးအတူသွားလို့သွားနဲ့အတော်ကြီးရင်းနှီးလာကြတယ် ဒါပေမဲ့သိမကြပါဘူးကျွန်တော်တို့ဖုကံကောင်းကြီးကိုရှုကိုပတ်ဖြစ်ရတော့တာပဲကျောင်းသားတပည့်ကြီးမမောက်ခင်ကလေးကပေါ့ဘယ်သူမှမသိခဲ့ရတဲ့မက်ခင်ဝေရဲ့အတင်းကြီးကိုသိလိုက်ရပြီးသူ့အဖို့မက်ခင်ဝေကိုရင်မဆိုင်ဝန်းတော်တဲ့အထီးအကြက်တွေ့ရတာပါပဲဒီလိုဗျာမက်ခင်ဝေရဲ့အဖေကဥမောင်ကြီးမှမဟုတ်ဘဲကိုဥတင်ထူးတဲ့ဥမောင်ကြီးဆိုတာကမက်ခင်ဝေရဲ့ဦးကြီးဆိုကို မကင်ဝေငငယ်လေးကလေးကသူတို့မဲ့သားတော့သမိကံမရှိလို့သူညီဥတင်သူစီကယူမွေးစားဖို့ခွန်းတောင်းခဲ့ဘူးတည်းဒါပေမဲ့ညီကလည်းသမိကလေးကိုချစ်လွန်းလို့ခွင့်မပြုခဲ့ပဲသူ့အကိုကြီးဂျင်နက်အောင်ဆိုပြီးမေတီလာရှင်ကြောင့်မှာအင်္ဂလိပ်နာမည်မှတ်ရတဲ့အခါမှာမိဘနာမည်နေရမယ်မောင်ကြီးလို့တက်ပေးခဲ့တည်းဒါကြောင့်သူ့နာမည်နိုရာမောင်ကြီးဖြစ်နေတာပေါ့အဲ့ဒါကိုကိုလာကြီးကဟုတ်လာပြီးအထင်နဲ့ဥမောင်ကြီးဟာသူ့အဖေနဲ့မိတ်ဆွေပါလို့အကြောင်းပြပြီးမိတ်ဖွဲ့ပါလေရော့ ။နောက်တော့မှအကြောင်းမှန်လဲသိရရောအဆက်လွင်ပြီးအကြည့်အကျဲစိတ်ဒုက္ခရောက်ရတော့တာပေါ့။အဲ့ဒီကလေးကသူကြောင်းတောင်မတက်တော့ပဲမခင်ဝင်နဲ့လဲအဆက်ပြတ်ကြရတာပါပဲ။ကျွန်တော်တို့ကတော့သူ့ကိုဝိုင်းပြီးအားပေးကြရပါသေးတယ်။သူဒီလိုပြောင်းညာတာတိလျက်သားနဲ့မခင်ဝေကအကြောင်းမှန်ကိုဖွင့်မပြောပဲဆက်ဆံနေတာကသူ့အပေါ်မှာတန်ရုံးစင်မကင်းလို့ဖြစ်မှာပဲ။ဆဆချင်းတစ်ဖက်သားရှက်သွားမှဆိုလို့မပြောပဲမြုံထားတာတော့အခုချိန်ထိဆက်မြုံထားတာကတော့သူကလည်းအနေနဲ့အမြချစ်နေလို့ဖြစ်မှာပဲ ဒီတော့ချစ်လွန်းလို့လိန်ပြောမိတာပါလို့အမှန်တိုင်းဖွင့်ပြောလိုက်ပါလားလို့တိုက်တွန်းမိပါတယ်ပထမတော့ကိုလူကအင်တင်တင်ကြီးဖြစ်နေသေးတယ်ဗျာနောက်တော့မှဘာစိတ်ကူးပေါက်သွားတယ်လဲမသိပါဘူးသူ့တန်တစ်တာတွေကငွေတင်ကားကလေးတပြားထုတ်ယူလာပြီးကျွန်တော်ကိုမြောက်ပန်းလှည့်ခိုင်းတယ်သူ့လောင်းတာရှုံးရင်မကင်ဝေကိုချက်ချင်းသွားတွေ့ပြီးချီးရေးဆိုပါမယ်တဲ့ကျွန်တော်လည်းသူရှုံးပါစေဆိုတဲ့စိတ်နဲ့ဒင်းကားကိုလှည့်လိုက်မိတယ်သူကခေါင်းလိုလဲလောင်းလိုက်ရောကျွန်တော်ကအုပ်ထားတဲ့လက်ဝါးကိုဒင်းကားကလေးပေါ်ကဖယ်လိုက်တယ် ျွန်တော်ဆူတောင်းတဲ့အတိုင်းပန်းကြတယ်ဗျာသူလဲဒင်းကားကိုကြပြကြရပြန်ကောက်သိမ့်လိုက်ပြီးမက်ခင်ဝီစီအခုချက်ချင်းသွားပါတော့မယ်ဆိုပြီးထွက်သွားတော့တာပါပဲခမရတို့သိတဲ့အတိုင်းမြောက်ပန်းလောင်းတာမှာဘယ်ရုံးကမှရှုံးခဲ့ဘူးတဲ့လူမဟုတ်ဘူးဒီတခါရှုံးသွားရတာဖြင့်သူ့ဖူးစာကြုံရင်လို့ပဲလို့တောင်းပြောလိုက်မိကြပါသေးတယ်ကိုနန်းဝဲကသူ့ဇာလန်းကိုခေတ္တနားလိုက်စဉ်မြာအေးကငွေတင်းကားကလေးနှစ်ပြားကိုဇဝဲပေါ်ပြစ်ချလိုက်ရင်းကကိုလာကြည့်တော့ကတော့ သူ့တင်ကားနဲ့သူရဲစေးတင်ပြီးသွားရင်းကတက်လံပြေးခဲ့ရရှာတာပါပဲကျွန်တော်တို့ဇက်လိုက်ကိုသိန်းအောင်သာဘယ်လိုဖြစ်ပြီးပြန်လာမလဲမသိဘူးခုပြောလိုက် နေပါဦးလေသိန်းအောင်ကိစ္စကပြန်လာတော့သိရမှာပေါ့ကိုလာကြီးကြီးအကြောင်းသာဆက်ပြောစမ်းပါဦးကိုနန်းဝင်ပြောပြသောဇက်လံတွင် အာယုံဆိုင်လျက်ရှိခဲ့သည့်ကိုတင်ပေါင်ကနေကုန်းချုပ်ကိုဘွဲတောင်းနေပြန်သောကြောင့်ကိုနန်းဝေကဆက်၍အဆုံးသက်ကတော့အချစ်ဇက်လံတွေရဲ့ထုံးစံအတိုင်းပဲပေါ့ဗျာ အဲ့ဒီနေ့ကကိုလာကြီးကမက္ခင်ဝေကိုသူ့အကြောင်းတွေသူ့အကုံလုံးဖွင့်ပြောသူ့အပြစ်တွေသူ့အကုံဖွင့်ဝန်ခံပြီးအသေးလက်ချစ်နေမိတဲ့ကြောင်ဖွင့်ပြောလိုက်တယ်ဒီတော့မက္ခင်ဝေကအရင်ကလိုပဲမောင်လိုနှမလိုခင်ခင်မင်းမင်းနေသွားကြရင်ကောင်းပါတယ်ကိုလာကြီးရဲ့အချစ်ကိုဘယ်နည်းနဲ့မှလက်မခံနိုင်ဘူးလို့ခါခါတီးတီးညှင့်လွတ်လိုက်တယ်အမှန်ကတော့ဟိုကမင်းကလေးထုံးစံအတိုင်းချက်ချင်းကောင်းမညှင့်ခြင်းလို့မူးသင်းတလောက်မူလိုက်တာပါဗျာအမှန်တော့သူလည်းပြန်ကြိုက်နေတာပါပဲ ခုဆိုရင်ကိုလာကြီးစိတ်နဲ့တမိုင်းမိုင်းတူတူဖြစ်နေတဲ့သူတို့ဗန်တန်ဟောမှာအဲ့ဒီအကြောင်းတွေပဲပြောနေကြတယ်တဲ့ကိုလာကြီးကတော့သူ့အပြစ်နဲ့သူအချက်လွန်သွားတာပါအဲ့ဒီကပြန်လာပြီးတဲ့နောက်သူအเจ้าကပျောက်ချင်းမလားပျောက်သွားတာပါပဲသူမသွားခင်တော့ကျွန်တော်တို့ကိုနှုတ်ဆက်သွားပါသေးတယ်ဟောဒီဒင်္ဂါကလေးနှစ်ပြားကိုသူမသွားခင်ကျွန်တော်ကိုပြေးသွားတာပဲဒီဒင်္ဂါကလေးနှစ်ပြားကိုအမတ်တရသိမ့်ထားလိုက်ကြပါတဲ့တပြားကနှစ်ဖက်စလုံးကောင်းနောက်တပြားကနှစ်ဖက်စလုံးပန်းတဲ့ ဒီဒင်းကားပြနှစ်ပြားနဲ့ပဲသူကျွန်တော်တို့တွေကိုအမြဲတမ်းအနိုင်ယူခဲ့တာပေါ့အဲ့ဒီနေ့ကမခင်ဝေစီသွားဖို့မသွားဖို့မဆုံးပြတ်နိုင်တာနဲ့လောင်ကြီးစားကြီးဆိုရင်ရေးစေးတင်ပြီးသားဖြစ်သွားအောင်ဆိုပြီးတစ်တာတွေကဒင်းကားတစ်ပြားကို မကြည့်ပဲရန်၌ယူလိုက်မိတာပဲတဲ့ကြည့်ကြလေသူ့ဒင်းကားတွေကိုရောရင်ဆိုရင်ကိုနန်းဝေကဒင်းကားများကိုပြသရာတွင်အလုံးကပင် စိတ်ဝင်စားစွာကြည့်နေမိကြ၏အလုံးလိုလိုပင်ဤဒင်္ဂါများဤလှဲစားမှုကိုခံခဲ့ရဖို့သူများဖြစ်ကြတော်လဲ ဂိုလာကြီးကစိတ်မဆိုးနိုင်ပဲရှိသည့်အပြင် သူ့အဖြစ်အပျက်ကိုနားထောင်ရင်းစိတ်မကောင်းဖြစ်လျက်ရှိကြတော့တည်းကမာ၍ရွာသည်ရရှိဖရာကိုစုကျင်းပါလျက်ရှိသောအိမ်တဆောင်ဤနောက်ဖေးကန်တွင်မှတောင်းစဉ်ရေမရဩကျေဟိကျေပြောဆိုနေသည့်အတန်သည့်အတန်ကြောင့်တစ်ခုနှင့်ထောတန်ကိုဝိုင်း၍ပွဲကြလျက်ရှိသောလူလူစု၏အတန်များထွက်ပေါ်လာလေတော့၏ထောတန်ရှင်မအခြားသူမဟုတ်တိမ့်အောင်ပင်ဖြစ်ပေသည် အရက်တခါမှမတော်ဘူးသူတိမ့်အောင်မှာ သူ့ရှိမှဇပွဲပေါ်တွင်အရက်ပလင်းကိုထောင်လျက်ကိုကိုရင်ထိုးရင်းပြောခြင်းရာတွေပြော၍ဩခြင်းရာတွေဩလျက်ရှိကြပြီသူ့နဘေးနာတွင်လည်းတက္ကသိုလ်တွင်ကြွတွင်ကြီးများဟုနာမည်ရကြပေသောကိုတင်မောင်နှင့်ကိုတန်းထွန်းတို့မှရည်ဝေသောမျက်လုံးကြီးတွေကိုကလဲကလဲလှုပ်ရင်းလူယုတ်ကလေးသိမ့်အောင်အားအရက်သမားဆက်သွင်းလျက်ရှိကြပေပြီသူတို့အရက်ပွဲခင်းခြင်းသည့်နေရာကိုကြည့်ပါဟုအိမ်နောက်ဖေးအခန့်ငယ်တစ်ခုတွင် ဖြစ်တော်လဲအိမ်ရှိခန်းစီမှ တန်ဒီတန်ထားနှင့်တွေ့တွေ့ရွတ်ဖတ်တရဆယ်လျက်ရှိသောဘုရားကိုယ်သူဆရာဤအတန်ကို၎င်းဒူဝေဒူဝေမြေကထွက်ပေါ်လာသည့်ခြေစီတံများကို၎င်းကြားနေရလေသည်သိမ့်အောင်မှထိုနေ့ညနေပိုင်းကကျောင်းဆောင်အခန်းတွင်သို့ဝင်ရောက်ခဲ့မိစဉ်တငယ်ချင်းတိုက်ကမိမိဤစွန်စားကန်းကိုဝိုင်းဝန်းမိခဲ့ကြလေ၏တငယ်ချင်းအလုံးကပင်မိမိအတွက်စေရနာကောင်းနှင့်မေးမြန်းကြခြင်းဖြစ်သောကြောင့်အဖြစ်မှန်ကိုမရှက်မရွံ့ဖွင့်ပြောလိုက်ရတော့သည်အမြဲတမ်းလှောင်ပြောင်နေကြကိုတင်မောင်ကပင် ဒီကိုလကြီးတင်ကားတွေကလည်းကောင်းကျိုးမပေးပါဘူးဗျာကိုလကြီးရောကိုသိန်းအောင်ရောဆံပြုတ်ဖြစ်ပြန်လာရတာကြီးပါပဲဟုတ်မကြေမနက်ပြောလိုက်သေးဤဒေါကမပင်သိန်းအောင်လဲကိုလကြီးဤတင်ကားလိန်များဖြင့်သူ့ကိုမခင်ဆွေစီမသွားသွားဖြစ်အောင်မြားဤလှဲစားလွှတ်လိုက်ပုံများကိုသိရလေတော့ဤထို့နောက်ကိုတင်မောင်ကပင်ရွာတည်ထဲမှကြောင်သားမိတ်ဆွေကိုထွန်းရှိန်ကဖះကိုစုဖိတ်ထားသည်ဆို၍စိတ်ပြေလက်ပြောက်လိုက်ခဲ့ရန်အတင်းဆွဲခွာရာကအစ ယခုလိုဖရာကိုစုအိမ်တွင်အရက်မူရသည့်အခြေသို့ရောက်ခဲ့ရခြင်းဖြစ်၏အမှန်မှတော့ဤကဲ့သို့ဖြစ်စဉ်ရန်မြာဧကပင်ဆက်စော့မိခြင်းဖြစ်၏ဖရာကိုစုအိမ်သို့ရောက်သည့်အခါ၌မြာဧကပင်လက်သိထိုး၍အင်းရှင်ကိုထွန်းရှင်အားအရက်တပလင်းဝယ်ခိုင်းလိုက်ပြီးသိမ့်အောင်အားအရက်တော့ရန်စတင်ဆွဲတော့လေရာကဲကွာဒါတော့တုံဖြစ်တယ်မင်းတို့ကြည်သာထိမ့်ကြပြီတော့ဟုတ်ရောပြောစောစောတခွက်ပြစ်တခွက်မော့တော်ခြင်းဖြစ်လေသည် ယခုမူသိအောင်မသခြင်းတွေပင်အော်ကြီးဟိကျက်ဒီဆိုစပြူလာတော့သဖြင့်ဒါမြစ်လိုလဲမရပါဇက်ပိတ်ရမှာလဲအခက်ဖြစ်နေသောကြောင့်ဘုရားကိုယ်စုလာအပြိတ္တအလုံးဒီမသွားမီအမြန်ဆုံးလျှံကြံကြံစီရတော်၏တို့နဲ့မကြမီအတွင်မှာပင်မြာဤသည်သိအောင်ဤလေးလံသောခန္ဓာကိုယ်ကြီးအားမနိုင်တနိုင်ဖိမတွဲခေါ်ရင်အိမ်နောက်ဖိမစင်ကြလေတော့တည်း ဟုတ်ကဲ့ပါခင်ဗျာစာရေးဆရာဆရာမင်းရှင်ဤမေဘူးကတက်လေရဲ့ဆိုတဲ့ဝိတုဇာဟုတ်ကိုအပိုင်းကားနေဖြင့်ဆက်လက်ဖတ်ပြတင်ဆက်ပေးကြတာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်နဲ့အတူအဆုံးထိလိုက်ပါနားဆင်ခံစားပေးကြတဲ့တွေ့လဲကျေးဇူးအများကြီးတင်ရပါတယ်ခင်ဗျာကျွန်တော်တို့အားလုံးအပိုင်း6မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာအားလုံးအတွက်ဘေးကင်းလုံခြုံသော